င်္ဂလာပါရှိုင်းကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ခကျွန်တော်တို့ခန္ဓာကိုယ်အတွက်ပေါ့နော်မရှိမဖြစ်အမ်အရေးကြီးတဲ့နှလုံးကျန်းမာရေးအတွက်လည်းအကောင်းတယ်ပေါ့နော်အနှလုံးနဲ့ပတ်သက်တဲ့တခြားအာကျန်းမာရေးကောင်းကျိုးတွေအများကြီးရတဲ့ cardio exercise ဒါမှမဟုတ်ရင် aerobic exercise ပေါ့နော်ဒီအကြောင်းအရာလေးကိုကျွန်တော်ဒီ video ဖိုင်မှာ sharing လုပ်ပေးသွားခြင်းပါတယ်ပထမဆုံးကျွန်တော်တို့ cardio exercise လို့ပြောလိုက်ရင်ကျွန်တော်တို့ weight loss မှာတွေ ပဲပြီးမြင်တယ်နော်။ဘာဖြစ်လို့လဲဆိုတော့ तू ကအဓိကကအာဒီဝိတ်ချတဲ့အခါမှာအဓိကအသုံးပြုကြတာပေါ့နော်။အော်ဒါကြောင့်ကျွန်တော်တို့ကာဒီယိုနဲ့ဒီဝိတ်ဝိတ်လုပ်ကစားသမားတွေနဲ့အများအတွင်းမြင်ကြတယ်။အာတကယ်တကယ်ကတော့ဟိုဒီကျွန်တော်တို့ကျန်းမာရေးအတွက်ပေါ့နော်။ exercise တွေလုပ်တဲ့လူမှန်သမျှကာဒီယို exercise ကအရေးကြီးတယ်ပေါ့ကျွန်တော်တို့ခန္ဓာကိုယ်က။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က ဒီ cardio exercise တွေကကျွန်တော်တို့နှလုံးကျန်းမာရေးနောက်ပြီးရင်ဒီနှလုံးညစ်အားပေါ့နော်ဒီနှလုံးသွေးကြောတွေကျန်းမာရေးတွေမှာအရန်ရေးပါတယ်ပေါ့အဲဒါကြောင့်ကျွန်တော်တို့က cardio exercise က weight loss ကစားသမားတွေအတွက်အရန်အရေးပါသလို weight gain ကစားသမားတွေလည်းကစားလို့ရတဲ့အရေးပါတယ်ပေါ့နော်ပထမဆုံးကျွန်တော်တို့ cardio exercise တွေကဘာလဲဆိုကျွန်တော်တို့ကလမ်းလျှောက်တာနောက်ပြီးပြေးတာစပိန်စီးတာရေကူးတာဟိုနောက်ပြီးရင် အာဆုံးမကတာတို့ပါတော့ဗောနော်အဲဒီကျွန်တော်တို့အလေးလွတ်ဗောနော်ကရိယာလွတ်ကစားတဲ့ဟာတွေအားလုံးကိုကျွန်တော်တို့က aerobic exercise cardio exercise လို့ခေါ်တယ်ဗောအဲတော့ကျွန်တော်တို့က cardio exercise တွေကိုဘယ်လိုအချိန်မျိုးမှာကစားလို့ရလဲဆိုရင်တော့အာဒီ လက်ချင်ခံနေကစားရတယ်ပေါ့နော်ခြင်ထဲမှာရောက်ပြီဆိုရင်တော့ဒါကစားလို့ရတယ်အဲကာဒီယိုအက်ဆာဆိုက်တိကျံမဲ့ကစားလို့ရလားဆိုတော့လေရတယ်ပေါ့နော်စောစောကျွန်တော်ပြောသလိုအဲမဲ့အဲကာဒီယိုအက်ဆာဆိုက်ဒီဟိုဒီ weight training ဒီရဲ့နောက်မှာကစားတာကပို့ပြီးတော့ effect ပို့ပြီးထိရောက်တယ်ပေါ့နော်ကစားတဲ့အချိန်မှာတော့ကျွန်တော်တို့ကအာကာဒီယိုအက်ဆာဆိုက်ဒီကို ်ဖြည်းဖြည်းချင်းစပါเนาะအဆက်ဆက်ချင်းဝန်းတိုင်းဝန်းတိုင်းကျွန်တော်တို့ကဒီ cardio exercise ကကြာကျွန်တော်တို့ကနှလုံးကိုအဓိကလှုပ်ရှားမှုပေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဟိုဆက်ဆက်ချင်းကိုဝန်းတိုင်းကြီးသွားစလိုက်ပြီဆိုရင်မလုံးနိုင်နာမျိုးတွေဖြစ်တတ်တယ်နောက်ပြီးကျွန်တော်တို့ကလေ့ကျင့်ခန်းတွေကျွန်တော်တို့ကအမြဲတမ်း ကစားမဲ့ဟာပေါ့နော်ကျွန်တော်အမြဲတမ်းပြောတဲ့အလောင်းချာနီးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီလေ့ကျင့်ခန်းကြီးကိုရိုးရီသွားတာမျိုးတွေနောက်ပြီးပြင်းအားတွေများပြီးတော့ကြောက်သွားမျိုးတွေမဖြစ်ရအောင်ကျွန်တော်တို့ဖြည်းဖြည်းမှန်မှန်လေးကစားမယ်နောက်ပြီးအတွဲဆက်တရားမိတ်ဆွေကလမ်းလျှောက်တာအားတာတယ်လို့ဆိုရင်လမ်းလျှောက်ပြီးကျိုးခုံတာအားတာတယ်လို့ဆိုရင်ကျိုးခုံပြီးရေကူးတာစပိန်စီအစားရှိတယ်ပေါ့နော်မိမိကစားခြင်းနဲ့ပုံစံလေးတွေကိုကျွန်တော်တို့ကရွေးချယ်ပြီးတော့ cardio exercise ကိုအာ15မိနစ်မိနစ်20အနာယူဝက်ဆိုအများဆုံးပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်တို့က ဖြည်းဖြည်းလေးနဲ့အဲတစင်ချင်းလေးကျွန်တော်တို့စပြီးကစားတာကအကောင်းဆုံးပေါ့နော်။အော်ဒီ weight ကစားသမားတွေတော့ weight training ပြီးရင်ဆိုရင် cardio exercise ကိုထည့်တာအကောင်းဆုံးပဲပေါ့။အာကျွန်တော်ကျွန်တော်ကိုယ်တိုင်လည်း train နေခြင်းမှာဆိုရင်ကျွန်တော် weight loss နေနေ weight gain သမားနေနေ cardio exercise တွေကိုကျွန်တော်က weight training တွေပြီးရင်မှာပြီးတဲ့အချိန်မှာပဲကျွန်တော်ထည့်တယ်ပေါ့နော်။ဒါအဲ့လိုပုံစံမျိုးပေါ့။အာဆိုတော့ကျွန်တော်တို့ဒီ cardio exercise တွေကကျွန်တော်တို့ကဟိုဘယ်လိုပြောမလဲဗျဒီနှလုံးကိုပဲအတိ နှလုံးကျန်းမာရေးကိုဒီကဦးစားပေးတာကျွန်တော်တို့ခဏကောကလည်းနှလုံးကလည်းအဓိကခံခဏပါပေါ့နော်ဒီနှလုံးကိုနှလုံးကျွတ်သားတွေကိုတန်မာမှပဲကျွန်တော်တို့ကဒီတခြားဝိတ်ထွေးနေရင်မားတဲ့အချိန်မှာတို့နောက်ပြီးရင်အာဒီဝိတ်လုပ်ကစားသမားတွေဆိုအာဘယ်လိုပြောမလဲ ပြင်ရည်မြင့်ပြီးကစားတဲ့ချိန် HIND workout ကိုလုပ်တဲ့ချိန်မှာဒီကာရီဝေဆက်ဆိုင်တွေလှုပ်ထားပုံမှန်လှုပ်ပြီးအဖြစ်အဲလှုပ်ပြီးချင်းအဖြစ်ကျွန်တော်တို့က ACC ကြီးလုပ်နိုင်တယ်ဝိတ်ချရမြန်ရယ်ပေါ့နော်အဲ့လိုပဲဒီဝေကိန်းစားကစားသမားတွေကလည်းကျွန်တော်တို့ကြွက်သား quality အကောင်းမှုအတွက်ကဒီနှလုံးကြွက်သားတွေတန်မာပဲနောက်ပြီးတွေးညင့်အားတွေကောင်းတဲ့အချိန်ကျမှကျွန်တော်တို့ကတန်ပိုတွေမြင့်ပြီးတော့ weight အလေးတွေကိုပို့ပြီးတော့နိုင်လာမယ်အညစ်အားတွေပိုကောင်းလာမယ်ပေါ့နော်ဆိုတော့ ဒီကစားနည်းကကျွန်တော်တို့ကဝိတ်ကင်းရောဝိတ်လျော်ရောအတွက်အရန်ရေးပါတယ်အဲအတူချိုးပြောရင်ကျွန်တော်တို့ကဂျင်းကစားတဲ့လူမှန်သမျှအတွက်ကကာဒီယိုအက်ဆာဆိုက်ကအရေးကြီးတယ်ပေါ့ဒါသူ့ကိုစနေတကျလေးကစားဖို့ပဲကစားပေးဖို့ပဲလိုတယ်အဲအဲ့လိုပြောလိုက်တော့ကျွန်တော်တို့ကကာဒီယိုအက်ဆာဆိုက်ကဝိတ်ကြတယ်အဲကာဒီယိုအက်ဆာဆိုက်က မမြန်အစီကြရဲဆိုပြီးဒီ weight loss ကစားသမားတွေဆိုရင် cardio ကိုကြည့်ရမယ်ကစားပြီးတော့ weight training ကိုလွတ်ချာမျိုးရှိရပါတော့အဲအဲ့လိုမျိုးလည်းမဟုတ်ဘူးကျွန်တော်အမြဲတမ်းပြောသလိုအရာအဲ့ကကျွန်တော်တို့ကမျက်မျက်တက်တာသွားတာအကောင်ဆုံးပဲဖြည်းဖြည်းမှန်မှန်နဲ့မျက်မျက်တက်တာသွား weight training ကလည်းကစားမယ်ဒီ weight loss อ๋อ sorry เวทเวทไม่ป่าเลยเราอะคือโลเอโรบิกเอ็กเซอร์ไซส์คาร์ดิโอเอ็กเซอร์ไซส์ก็เลยแม่นๆตัดๆต้วยพี่กะซ่าเลยส่วนขณะโกรีเซตเนี่ยปูพี่แล้วที่หยอดได้เมียนซันเนี่ยปะเนาะไอ้ละปกติမျိုးแล้วทุกคนเราก็ဒီအာအစုပ်ပေါ့နော်ကျွန်တော်တို့ဆော့ဆော့ပြောလို့ပဲနှလုံးကြက်သားတွေတမ်းမာလာတဲ့အချိန်မှာဒီအစုပ်ရဲ့စွမ်းရည်မြင့်လာတဲ့အချိန်မှာကျွန်တော်တို့အသက်ရှူရတာတွေပိုကောင်းလာတဲ့အာ အရေစကားနဲ့ပြောရင်တော့တက်လုံပိုကောင်းလာတယ်ပေါ့ဗျာတက်လုံပိုကောင်းတော့ကျွန်တော်တို့ပြင်ဆောဆောပြောသလိုပဲ weight တွေပဲပိုမမလား cardio HIIT တွေပဲပိုပြီးတော့ကစားမလားအဆင်ပြေတယ်အဲဘာလို့ဆိုလဲကျွန်တော်တို့ကနှလုံးကြွတာကြီးတက်မာတဲ့အချိန်မှာအဆုတ်ကလည်းအားကောင်းလာတယ်အဆုတ်ကအားကောင်းလာတဲ့အချိန်မှာကျွန်တော်တို့အသက်ရှူရတဲ့လေးဦးရှူသွင်းတဲ့အချိန်မှာပို့ပြီးတော့ ဟိုပေါ်ပါလာတယ်ပေါ့နော်အမောခံနိုင်လာတယ်အဲ့ဒီသဘောမျိုးပါလေဆိုအဲ့ကျတော့ကျွန်တော်တို့ကစားကစားတဲ့စွန်ရီတွေကတိုးတက်လာတယ်နောက်ပြီးကျွန်တော်တို့ကဒီ cardio exercise ကနှလုံးဟိုကျန်းမာရေးအတွက်ပို့ဟိုအထောက်ကူပြုပြီးတော့သူကဖြစ်လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ CPC မှုတွေလည်းရော့ကြစေတယ်ပေါ့နော်ပုံမှန်ကစားပေးပြီးရင်ဆိုရင်နောက်ပြီးကျွန်တော်တို့ဒီစိတ်ပြလူတယောက်ကစိတ်ပြစီမှုရောက်လာပြီဆိုရင်ညာအိတ်ချင်းတွေလည်းမမလာပဲအဲ့အဲ့ဒါအိတ်ဆက်ချင်းပို့ပြီးကောင်းတယ်ပေါ့နော်အာ အကျိုးကျေးဇူးတွေကတော့ဒီလိုပေါ့အဓိကပထမဆုံးကျွန်တော်တို့နှလုံးနှလုံးကြွတာအားကောင်းတယ်နှလုံးညင်ရီအားကောင်းတယ်နောက်ပြီးအဆုပ်အားကောင်းတယ်ပေါ့နော်နှလုံးအားကောင်းတဲ့အတွက်နောက်တစ်ခုကကျွန်တော်တို့ကစိတ်ဖြစ်စီမှုတွေရော့ကြတယ်စိတ်ဖြစ်စီမှုရော့ကြတဲ့အတွက်ကျွန်တော်တို့အိတ်တာတွေမှန်လာတယ်ပေါ့နော်အဲဆိုတော့ဒီ cardio exercise ကမိတ်ဆွေတို့ထင်နေသလိုအဝေးလောက်ကစားသမားတွေတီးတက်မယ်မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဝေးကိန်းကစားသမားတွေလည်းကစားလို့ရတယ်အဲကြောသား quality တိုးတက်အောင်အထောက်အကူပြုတယ်ပေါ့နော်ဒီ cardio exercise က အာဘလို့ကစားပေးတင်လဲဆိုတော့ကျွန်တော်ဆက်ဆက်ပြလို့ပဲ weight training တွေကစားပေးတဲ့အချိန်မှာကစားပေးပါတပတ်ကို3ရက်ကနေ5ရက်ပေါ့နော်မိမိနဲ့ကန့်ညီမဲ့ပလန်တိုင်းမဲ့အဲကစားပေးပါနောက်ပြီးရင်ကျွန်တော်တို့တစ်ချိန်တစ်ချိန်ကိုကစားတဲ့အချိန်မှာ15မိနစ်မိနစ်20 30ပေါ့နော်နိုင်ဝက်ဒီလိုလေးတွေကစားပေးပါဒါဆိုရင်ကျွန်တော်တို့ကပြည့်ပြည့်စုံတဲ့ exercise လေ့ကျင့်ခန်းတစ်ခုကိုအာရတယ်။နောက်ပြီးရင်ဒီ cardio exercise ကိုလည်းအခုလိုစိုးစိုးမြဲမြဲလုပ်တဲ့အတွက်စိုးစိုးရှေ့ကကျွန်တော်ပြောခဲ့သလိုပဲကောင်းကျိုးတွေလည်းအများကြီးရတယ်ပေါ့မိစုတို့နောက်ဆုံးသတိပေးချင်တာကကျွန်တော်တို့ကကောင်းတာကျွန်တော်တို့ကကောင်းကျိုးတွေပြောပြတယ်အဲ့ကောင်းကျိုးတွေကျွန်တော်တို့ကဘယ်အရာမဆိုဘောနော်တစ်ဖက်ဆုံးရောက်သွားပြီးတော့အလွန်ကျွန်းမလုံတက်ဖို့ပဲလိုတယ်ကျွန်တော်တို့လူကြီးတွေပြောခဲ့တဲ့စကားရှိရဲ့တန်ဆေးလုံပေးဘောနော်အာတုံးတက်တယ်ဆိုရင်တော့ဆေးဖြစ်တယ်အလွန်ကျွန်းတုံးပြီဆိုတော့ကျွန်တော်တို့ဘေးအန္တရာယ်ဖြစ်တတ်တယ်ဘောနော်ဒါလေးကိုတော့သတိထားစေချင်တယ်နောက်ပြီးကျွန်တော်တို့ကာဒီယို exercise ကအာ ချွေးထွက်များတယ်ဗောနော်သူကနှလုံးကိုဟိုဖျားပေးပြီးကစားတာဖြစ်တဲ့အတွက်ဆိုတော့ချွေးထွက်များတယ်နောက်ကနေပြီးတော့ကျွန်တော်တို့ကရေထဲကိုပြန်ဖြည့်ဖြည့်တင်းပေးဖို့လိုတယ်ဒါကြောင့်ကျွန်တော်တို့ကရေဦးမြန်မြန်တောက်ပေးဖို့လိုပါတယ်နောက်ဆုံးတစ်ချိန်ထပ်ပြီးတတိပေးပါမယ်ကျွန်တော်မိတ်ဆွေတွေဘယ်လေ့ကျင့်ငန်းမဆိုဘယ်အလေ့ကျင့်မဆိုဖြည်းဖြည်းချင်းလေးပဲစတင်ပြီးတော့ရှိရှိသွားပါဆွဆွမြဲမြဲသွားပါဒါဆိုရင်အကျိုးရလက်တွေကအကောင်းတဲ့ပဲဒီပဲအကုန်လုံးရရှိမှဖြစ်ပါတယ်ဆိုတော့ဒီ view file လေးကတော့ကျွန်တော် cardio exercise ။ဒါကြောင့်ကစားတင်တဲ့နောက်ပြင်ကာဒီယို exercise ရဲ့အရေးကြီးပုံကောင်းကျိုးတွေကိုကျွန်တော် sharing လုပ်ပေးသွားဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါ